ည10:00တနာရီအချိန်လမ်းမီးမိန်နဲ့ကျေးလက်လမ်းပေါ်မှာမိုးကြိုးတံတွေနဲ့အတူကားဟောင်းကြီးတစီ၆ချားပွဲအတံတွေနဲ့ရက်လိုက်တဲ့ကားမောင်းသူကိုစင်ကလက်မောင်းကိုကုတ်ရင်းဒီမှာပဲ တာဝါကျေးရွာက ဆုံးပြစ်စေယုံလို့သူ့ဘေးကအမျိုးသမီးငယ်ကိုညွှန်ပြတယ်။အဲ့ဒီအမျိုးသမီးကသတင်းထောက်နေကြည့်ဆို သူမရဲ့ဒဏ်ရာရီထဲမှာဒီစေယုံအကြောင်းပြောဝတ်မှုတွေရေးထားတယ်။1980ပြည့်နှစ်ကလူတယောက်ပြောင်းမှုအတွက်ညာဘက်တွေမှာမီးစိမ်းရောင်တွေမြင်ရတယ်ဆိုတဲ့အထောက်အထားတွေကိုလိုက်စားနေတာဒါပဲမဲ့သူမရဲ့ရည်ရွယ်ချက်ကတာမန်သတင်းထက်ပိုလီလန်းနဲ့နေတယ် သူမညီမဖြစ်သူဒီကျေးရွာမှာ30နှစ်အကြာကပျောက်ဆုံးသွားတဲ့အကြောင်းမပြောပြဘဲလာတာဆေးရုံတကားဝမှာတန်ကျိုးတွေမှုပေါက်နေတဲ့နေရံတွေ ကိုစင်က သူ့ကင်မရာကိုဖွင့်ရင်းအမကြီးဒီမှာတကယ်တရေတွေအမှန်ရှိရယ်ဆိုရင်ငါတို့တရင်ကောင်းကြီးပန်းရောက်လာမှာလို့စောင့်နောက်ပြောကြလိုက်တယ်နေကြီးဆိုးကသူ့ကိုမျက်ဆောင်ထိုးလိုက်ပြီးတန်တကားကိုတွန်းဖွင့်တဲ့အတွင်းကနေဟာတန်တွေနဲ့အတူဟူပါ လို့အတန်တစ်ချက်လေးကနားထဲဝင်လာတယ်။စေးရုံအထက်သုံးထပ်မှာသူတို့ဟာဆာရွက်ဟောင်းတွေ၊မှန်ကွဲတွေနဲ့ထိတ်လန့်ပွဲတပ်ပုံတွေကိုတွေ့တယ်။နေကြီးဆိုးရဲ့ဓမီကလုတ်တရက်မှိန်သွားတယ်။သူမရဲ့နောက်ဘက်ကကြက်တွေပြေးတံတွေထူးဆန်းတဲ့အတန်တွေကြားရတယ်။ကိုစင်ကအမဒီမှာလူတယောက်ရှိနေတယ်လို့တကားပိတ်ထားတဲ့လူနာခန်းတစ်ခုကိုညွှန်ပြတယ်အတွင်းမှာစာရွက်ဖြူတွေနဲ့လူနာမှတ်တမ်းတွေရှိတယ် နှစ်ခုနဲ့ဆက်ခုနဲ့စမ်းတမ်းမှုမအောင်မြင်ပါလူနာကသွေးထွက်လွန်ပြီးတေဆုံးသူ့အတန်တွေက ပြန်လာနေစေလို့မင်းကြီးနဲ့ရေးထားတယ်နေကြီးဆိုးရဲ့လက်တွေတုံလာတယ်သူမကြီးမရဲ့နာမည်ဖြူဖြူထက်ကိုစည်ရင်းထဲမှာတွေးလိုက်ရလို့ချက်ချင်းပဲသူတို့နောက်ဘက်ကမိချောင်းကြီးပောက်ကွဲပြီးအစိမ်းရောင်အလင်းနှင်းတွေဖြာထွက်လာတယ်ကိုစင်ရဲ့ကင်မရာမှာမြင်ကွင်းတွေကိုဖမ်းမိတယ်အဝေးပြပူစီးပြီးမျက်လုံးတွေမရှိတဲ့မျိုးသမီးတယောက်နေရန်ကနေထွက်လာတယ် ငါသွေးတွေကိုပြန်ပေးပါမည်။လို့အတန်တွေကဝိုင်းအောင်လာတယ်။နေကြီးဆိုးနဲ့ကိုစင်ဟာမြေရောက်ခန်းကိုထွက်ပြေးခဲ့ကြတယ်။ဒါပေမဲ့သူတို့ရှေ့မှာတောခတ်ထားတဲ့တန်တစ်တာကြီးတလုံးကို တွေ့တဲ့အတွင်းမှာစာရွက်ဟောင်းတွေတက်ပုံတွေဒီစေးယုံမှာလူသားတွေကို မတရားဆန့်တက်ခဲ့တဲ့အထောက်ထားတွေရှိနေတယ်ဖြူဖြူထက်ကို သူတို့ခိုးခဲ့တာသူမရဲ့သွေးထဲမှာထူးခြားတဲ့ဗီဇကိုလိုချင်လို့ဆိုတဲ့အကြောင်းရင်းကို နေကြီးဆိုးနားလေသွားတယ် အဲ့ဒီအချိန်မှာတန်တစ်တာရဲ့အပေါ်မှာရှိနေတဲ့မှန်ချက်တစ်ခုလေးကဖြူဖြူထက်ရဲ့ပြုံးနေတဲ့မျက်နှာကိုမြင်လိုက်ရတယ်။ဒါပေမဲ့သူမကတာမန်လူမဟုတ်ဘူး။မျက်လုံးတွေက မီးစိမ်းတောက်နေပြီးလက်သေးတွေကဓားသွားလိုခြုံနေတယ်။ငါ့ကိုလွတ်အောင်လုပ်ပေး။ဒါမှမဟုတ်မင်းတို့အားလုံးငါနဲ့အတူနေရမယ်လို့သူမကပြောတယ်။နေကြီးဆိုးကသူ့ညီမရဲ့အလောင်းကိုမတွေ့ခဲ့ရပေမဲ့သူမရဲ့အတန်ကို နောက်ဆုံးတက်ရှူတန်အထိကြားခဲ့ရတဲ့ကိုစင်ကကင်မရာကိုဖြစ်ပစ်ဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ဘူးသူတို့ထွက်ပြေးလာချိန်မှာစေယုံကြီးကမီးလောင်ပြီးအစိမ်းရောင်မီးခိုးတွေထွက်လာတယ်။တပတ်အကြာကိုစင်ကမီးဖို့ကြောင့်လဲမှာရုတ်တရက်လဲပင်းကနေလက်သေးချစ်တန်ကိုခန်းစားရပြီးတေဆုံးသွားတယ်။မီးကြီးဆိုးကတော့သူ့ညီမရဲ့အတန်တွေကိုညာတိုင်းကြားနေရပြီး တန်တစ်တာတွေကစာရွက်တွေကိုမီးရှို့ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့မီးစာချောင်းတွေကသူ့လက်ကို ဆွဲဆုပ်ပြီးမင်းကငါ့ကိုလွတ်မြောက်ခွင့်မပေးနိုင်ဘူးဆိုတဲ့အတန်တွေပြန်လာတယ်။အခုထိတန်ဝါးကြီးရွာကစွန့်ပစ်စေးုံဟာညဘက်တိုင်းမီးစိမ်းတွေ တဝင်းဝင်းနဲ့နေကြည်ဆိုးရဲ့ဗီဒီယိုဖိုင်ကိုဘယ်သူမှမတွေ့ခဲ့ပါဘူး။ဒါပေမဲ့တခါတလေအစိမ်းရောင်မှုံဝါးဝါပုံရိပ်တွေပေါ်လာတတ်တယ်လို့ပြောကြတယ်သူတို့ပြုံးနေတဲ့မျက်နာတွေနဲ့အတူ အခုထိတာဝါကျေးရွာကစွန့်ပစ်စေးရုံဟာညဘက်တိုင်းမိစိမ့်တွေတဝင်းဝင်းနဲ့နေကြီးဆိုးရဲ့ဗီဒီယိုဖိုင်ကိုဘယ်သူမှမတွေ့ခဲ့ပါဘူး။ဒါပေမဲ့တခါတလေအစိမ်းရောင်မှုံဝါးဝါးပုံရိပ်တွေပေါ်လာတတ်တယ်လို့ပြောကြတယ်။သူတို့ပြုံးနေတဲ့မျက်နှာတွေနဲ့အတူ